ရည်သမားအလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဘာနေဗျူးကွင်းထဲမှာနောက်ဆုံးနိုင်ထားတဲ့အသင်းကဂန်နာရီဆိုတာမမေ့နဲ့။လက်ရှိချိန်ကတော့ဂန်နာရီရဲ့အချိန်ကာလတစ်ခုလို့ဆိုရမှာပါ။ဥရောပဘီရင်ကြီးကိုတုံးကုန်းသွင်းပြီးတော့တတရာညိမ့်ညောင်းနဲ့ဒူးနှံနေခဲ့တဲ့အချိန်လို့ပြောရင်လည်းမားမယ်မထင်ပါဘူး။ချန်ပီယံလိမှာရလက်ကောင်းတွေဇက်တိုက်ပိုင်ဆိုင်ပြီးတော့ချန်ပီယံလိစူပလာကြီးကိုရယူသွားဖို့ထိအားကဲထားခဲ့ကြတဲ့ဂန်နာရီကအားလုံးရဲ့ဗဇက်ဖျားမှာရေပန်းစားလို့နေခဲ့တာပါ။ ကိုဆိုင်ယူရောပါဘီရင်ကြီးတော်မှာဂန်နာရီနဲ့ဒုတိယကြော်ပွဲစဉ်တို့ကလမ်းပြားဖျားနေခဲ့ကြသလိုမျိုးကြောင်ဒူရီတုံပြီးတော့သွေးပြက်နေခဲ့ကြတယ်ဆိုပြီးတော့သတင်းတွေကဖော်ပြနေခဲ့ကြပါတယ်ဂန်နာရီရင်ဆိုင်မဲ့ဒုတိယကြော်ပွဲစဉ်တို့ကလှုပ်လို့ရတာမှန်သမျှအဖက်ဘက်ကနေလှုံ့ဆောင်သွားဖို့စီစဉ်နေခဲ့ကြသလိုတနင်္ဂနွေနေ့မှာကစားမယ့်လာလီကာပွဲစဉ်တော်မှာစနေနေ့မှာကစားခွင့်ပေးဖို့အထိကိုတောင်းဆိုမိပြီးပြုတ်သွားခဲ့ကြတာပါဒါဘာကြောင့်လဲဆိုရင်ဂန်နာရီနဲ့ရင်ဆိုင်ကစားမယ့်ပွဲစဉ်တို့ကသွေးပြက်နေခဲ့ကြဆိုရယ်တတ်သေးရလို့ဆိုရမှာဖြစ်ပြီးကန်နော်ရီယာပြိုင်ဘက်တွေအတွက်အလောက်ထီတောင် ចောင်းសារលန်းសារဖြစ်နေគេចារပါအိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code fbk ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် viber 39 63လုံးခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအဲ့လိုပြောတော့ပြီးခဲ့ညပွဲစဉ်ဒီကြောင်းပြန်ပြီးတော့ဖောက်တယ်ချကြမယ်ထင်ပါတယ် ကျန်တော့ပြားတုတ်သွားဆွဲသတင်းကိုတဖက်သောရက်ကွက်ကပရိသတ်တွေကဂုံမဆုံးတပြုံပြုံဖြစ်နေခဲ့ကြဖြစ်ပြီးတော့ကန်နာရီယာမမီတဲ့ပန်းကိုလှမ်းပြီးတော့ကူးမယ်စားမီတဲ့ပန်းကိုဆွဲပြီးစားဖို့တော့တာအားထည့်ထားခဲ့ကြတာပါမမီတဲ့ပန်းတွင်တော့ဘယ်သူမှအားရင်ကုန်ခံမှာမဟုတ်လို့မီတဲ့ပန်းတွင်တော့ကိုပဲအားရင်အပြည့်ဝထည့်ထားဖို့ဆုံးဖြတ်ထားခဲ့ကြတာပါအာရီတာတုံးအားနီးပြားတယောက်မဟုတ်လို့စပိန်သားတယောက်တော့မွေးရမီပြန်ပြီးတော့ကစားမယ်ပွဲစဉ်တော့အထူးလည်းပြန်ပြီးတော့ပြင်ဆင်ထားပါလိမ့်မယ်ဒီအားဒီမှာဒူးစားချက်ကကန်နာရီယာဆုံးထွက်ပွဲစဉ်နေဖြစ်ကစားခဲ့ရတဲ့ပွဲစဉ်ဒီမှာပထမကျောပွဲစဉ်နေ ကစားပြီးတဲ့အခါတိုင်းမှာနောက်ဆင်းတော့သေချာနေခဲ့ပါပြီ PSV နဲ့ကစားခဲ့တဲ့ရှုံးထွက်ဆင်းပွဲစဉ်မှာလည်းကန်နာတွေကနယ်သာလန်နှိမ့်သွားပြီးတော့89ပြားတိသွင်းကနောက်ဆင်းတော့တာတရာဖြစ်ခဲ့ကြလို့ဒုတိယအကြောပွဲစဉ်ပြီးကစားခဲ့တဲ့ Emirates Queen နဲ့မှာလည်းတတောင်တတာကစားပြသွားခဲ့တာကိုမြေတွေထားတာပါအခုလည်း Real Madrid အသင်းနဲ့ပထမအကြောပွဲစဉ်ပြီးကန်နာတွေက3ပြားဆွဲရလိုက်တဲ့အနိုင်ယူထားခဲ့ပြီးပါပြီဆိုတော့ပွဲစဉ်မတိုင်ခင်အားလုံးကထင်ထားခဲ့ကြတာကကန်နာတွေကဒီကွာတာအဆင့်ဟာတရားသီချန်ပီယံလိပြိုင်ပွဲနောက်ဆုံးအဆင့်ဖြစ်သွားလိမ့်မယ်ဆိုရက်ပြောဆိုသံနေပါ အခုတော့ဆိုပါစကားတဲ့နဲ့တိတ်ဆိတ်သွားခဲ့ပြီလို့ဆိုအောင်ပါဖြစ်ပြီးကန်နာဘရီယာတော်ဝင်သားတွေကိုစမ်းပြတဲ့ကစားကွက်တွေနဲ့အဲခံကစားခဲ့ကြပြီးတော့ခန်းနာစွာနဲ့အနိုင်ပြသွားခဲ့ကြလည်းဖြစ်ပါတယ်။နောက်ဆင်းအတွက်ကန်နာဘရီယာတည်တာပြီလားဆိုရင်60ရာခိုင်နှုန်းလောက်တော့တည်ကြနေပြီလို့ဆိုအောင်ပါဖြစ်ပြီးဗာနေပြည်တော်တခြားအသင်းတွေအတွက်ကြောက်စရာဖြစ်ခြင်းဖြစ်နိုင်ပေမဲ့ကန်နာတွေအတွက်ကတော့သွေးပူလေးချိန်ခန်းဆေးုံတတ်တက်လောက်ပါပဲ။ဘာကြောင့်လဲဆိုရင်တော့ဒီကြော့ပွဲတွေမတိုင်ခင်ဗာနေပြည်မှာနောက်ဆုံးရှင်ပိုင်ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာကန်နာဘရီယာကန်ရီတိုင်းစုကြီးတရားရီအိုနယ်ရီရဲ့လုံးတဲ့သောဂိုးနဲ့အနိုင်ပြထားခဲ့တဲ့အသင်းဖြစ်ပါတယ်။ ပြောချင်တာဗာဒမီမှာကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာလည်းဂန်နာရီယာအနိုင်ပြထားခဲ့ကြသလိုအမ်မရိစ်မှာနောက်ဆုံးကစားထားခဲ့တဲ့ပွဲစဉ်မှာလည်းဂန်နာရီယာရီယယ်မာဒရစ်သင်းကိုအနိုင်ပြထားခဲ့တာဖြစ်ပါတယ်။အဲကြောင့်လေရီယယ်မာဒရစ်သင်းကဂန်နာရီနဲ့ရင်ဆိုင်ကစားမယ်။ဒုတိယကျောပွဲစဉ်ရက်သွေးပြန့်နေကြဖြစ်ပြီးဒီညမှာကစားမယ့်ပွဲစဉ်ကိုစနေနေ့ညမှာကစားအောင်ရဖို့အတွက်လည်းတောင်းဆိုမျိုးပြုလုပ်ထားခဲ့ကြပဲဖြစ်ပါတယ်။ဇောင်းနေကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။